င်္ဂလာပါရှင်ဘာမာတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် NUG ဝင်ကြီးချုပ်နဲ့မလေးရှားဝင်ကြီးချုပ်တို့အွန်လိုင်းကနေတွေ့ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးဆိုရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းနဲ့အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်တို့ကဒီကနေ့မနက်ပိုင်းမှာအွန်လိုင်းကနေတဆင့်တွေ့ဆုံခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံရမှာအာဆီယံဥက္ကဋ္ဌနဲ့တကွာအာဆီယံဖွဲ့ဝင်နိုင်ငံများနဲ့ဆက်စပ်ရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ဖို့အပါအဝင်မြန်မာပြည်သူတွေထံကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထိရောက်စွာပေးဖို့ဖြန့်ဝေနိုင်ဖို့ကိစ္စရပ်တွေကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့တယ်လို့ဖော်ပြပါရတယ်။ အထက်ပါတွေ့ဆုံမှုမှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အတူနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်နဲ့ကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းနဲ့ဝန်ကြီးချုပ်ယုံအမြင့်နဲ့အတွင်ဝန်တို့တက်ရောက်ခဲ့ကြတယ်လို့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါရတယ်။ ဒါပေမဲ့စကားပြောတာတော့ဝင်ကြီးချုပ်ချင်းချင်းပဲပြောကြတာပါလို့ဥနီဖုံလက်ကရှင်းပြပါတယ်။မလေးရှားဝင်ကြီးချုပ်အန်ဝါဣဘရာဟင်ကဧပြီလ18ရက်ညပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့မှာအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူဂျီမင်းအောင်လိုင်းနဲ့လူချင်းတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုဟာထိုင်းဝင်ကြီးချုပ်သက်ဆင်ရှင်နာဝတ်ရဲ့စီစဉ်မှုနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးသက်ဆင်ကိုရိုင်းလည်းအဲ့ဒီတွေ့ဆုံမှုကိုတက်ရောက်ခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်။ မင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့တယ်ဆိုတာကအာဆီယံဥက္ကဋ္ဌနဲ့မနီးရှားနိုင်ငံကအာနာသိန်းစစ်ကောင်ဆောင်ကိုနိုင်ငံကြီးအတိမတ်ပြုခဲ့တဲ့အတိတ်ပင်မဟုတ်ကြောင်းငလင်ပေးကြောင်းဒုက္ခရောက်နေသူတွေကိုကူညီပေးဖို့အတွက်သာရည်ရွယ်တာဖြစ်ကြောင်းမလေးရှားလွတ်တော်ကတအုပ်ဖြစ်တဲ့တန်ဟောင်ပင်ကမနီးကကြီးညာချက်ထုတ်ပြန်ပြီးရှင်းလင်းခဲ့ပါတယ်လူသားချင်းစာနာမှုကဏ္ဍအတွက်မင်းအောင်လိုင်းနဲ့ဆွေးနွေးခဲ့တယ်လို့အာဆီယံဥက္ကဋ္ဌကပြောပါတယ် မင်းအောင်လိုင်းကိုနိုင်ငံရေးအသီးမတ်ပြူတာမဟုတ်ကြောင်းမလေးရှားအမတ်ကရှင်းလင်းပါတယ်။အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့တွေ့ဆုံခြင်းမှာငလင်နောက်ဆက်တွဲလူသားချင်းစာနာမှုလုပ်ငန်းစဉ်ဤအတွက်ဆွေးနွေးခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်ကထုတ်ပြန်ခဲ့ပါတယ်။အရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့အလဲကျဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က EV 19ရက်နေ့တုန်းကထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝတ်ရဲ့စီစဉ်ပေးမှုနဲ့တူဘန်ကောက်မြို့မှာမင်းအောင်လိုင်းကိုတွေ့ဆုံခဲ့ပါတယ်။ဘန်ကောက် Rosewood Hotel မှာတက်ဆင်တင်ခင်းအခမ်းအနားခဲ့တဲ့ညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ င်နောက်သူကငလင်နောက်ဆက်တွင်လူသားချင်းစာနာမှုလုပ်ငန်းစဉ်တွေအတွက်မင်းအောင်လိုင်းနဲ့ဆွေးနွေးခဲ့ကြောင်းမြန်မာနိုင်ငံရဲ့အခြေအနေကိုအမြန်ဆုံးပုံမှန်အနေဒါရောက်ရှိစေဖို့ကအရေးကြီးကြောင်းအန်ဝါကလူမှုကွန်ရက်မှာရှင်းတာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်အားဖြင့်မဂနီဂျူ9.9အစဉ်ငလင်းကြီးလောက်ခတ်ခဲ့ပြီးသုံးပတ်လောက်ကြာမှာအာဆီယံအလဲကြောင်အကွက်ထားမင်းရောင်လိုင်းနဲ့တွေ့ဆုံခဲ့တာပါစစ်တပ်အာဏာသိမ်းပြီးကလေးကအာဆီယံနဲ့နိုင်ငံတကာအတိုင်ဝန်ကမင်းရောင်လိုင်းဦးဆောင်တဲ့စစ်ကောင်စီနဲ့တိုင်းရိုက်ဆွေးနွေးမှုအများစုကိုဖျက်တောက်ထားခဲ့တာဖြစ်ပါတယ်။သူနဲ့မင်းရောင်လိုင်းကြားကဆွေးနွေးမှုတွေကပွင့်လင်းပြီးအပြုသဘောဆန်ခဲ့ကြောင်းအန်ဝါကဆိုပါတယ်။ဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာယာယီကွင်းစင်စေယုံတခုထားရှိနိုင်ဖို့ကိစ္စလည်းပါဝင်ခဲ့ကြောင်း သူကလူမှုကွန်ရက်မီဒီယာမှာရေးသားထားခဲ့ပါတယ်။နောက်ပြီးမြန်မာနိုင်ငံမှာတကြံပြီးအကျဉ်းသား4800လောက်လူငင်းချမ်းသာခွင့်ရလာခဲ့တဲ့ကိစ္စကိုလည်းအန်ဝါကချီးကျူးခဲ့ပြီးအထိပ်ပင်ပြေးွားတဲ့လှုပ်ဆောင်ချက်တခုလို့သူရဲ့ post မှာမှတ်ချက်ရေးသားထားခဲ့တာပါ။ မင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့တယ်ဆိုတာဟာအာဆီယံဥက္ကဋ္ဌနဲ့မလေးရှားနိုင်ငံကအာနာသိန်းစစ်ကောင်ဆောင်ကိုနိုင်ငံကြီးရအတိမတ်ပြုခဲ့တဲ့အတိတ်ပဲမဟုတ်ကြောင်းငလင်းဘေးကြောင့်ဒုက္ခရောက်နေသူတွေကိုကူညီပေးဖို့အတက်အသွားရှိရတာဖြစ်ကြောင်းမလေးရှားလွတ်တော်မတ်တအုပ်ဖြစ်တဲ့တန်ဟောင်ပင်က AB 19ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးရှင်းလင်းခဲ့ပါတယ်လူတွေရဲ့အသက်တွေကိုကယ်ဆယ်ဖို့လိုအပ်နေတဲ့အခြေအနေမှာနိုင်ငံကြီးရ ဖြစ်တဲ့မဖြစ်တဲ့ဆိုတာရင်းနဲ့တွေ့ဝင်မနေတဲ့ကြောင့်သူကပြောပါတယ်။မင်းရောက်လိုက်တဲ့တွေ့ဆုံမှုကမြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်နဲ့အတိုက်ခံတော်လိုင်းအင်အားစုတွေကြောင့်ငြိမ်းချမ်းဆွေးနွေးမှုအလားအလာတွေကိုညှိနှိုင်းဖို့ဖြစ်နိုင်ကြောင်းထင်ကြေးတွေလည်းထွက်ပေါ်ခဲ့ပြီးမြေအဲ့ဒီကိစ္စနဲ့ပတ်သက်လို့တော့အန်ဝါကဗမာချက်မှမပေးခဲ့ပါဘူး။မင်းရောက်လိုက်တဲ့တွေ့ဆုံပြီးရဲ့နောက်အန်ဝါကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုစလဲရီနဲ့လည်း AB လ18ရက်နေ့မှာဆွေးနွေးဖို့စီစဉ်ထားပါတယ်။အစောပိုင်းတုန်းကတော့တပ်စင်ကအာဏာသိမ်းစစ်ကောင်စီနဲ့အတိုက်ခံတွေကြားမှာနိုင်ငံကြီးရဆွေးနွေးဖို့အခင်လန်းနေရှိနေစေလို့ယုံကြည် ည်ကြောင်းမှတ်ချက်ပေးထားခဲ့ပါတယ်။ နောက်ထပ်တပုံးနေနဲ့မကွေးအကျဉ်ထောင်တိုက်ခတ်ခံရပြီးရနောက်နိုင်ငံရေးအကျဉ်သားကိုအောင်ခန့်ဦးခေါ်ပါလီနဲ့ဦးဝင်းမြင့်လိုင်ခေါ်ကိုကိုလိုင်တို့စစ်ကောင်စီကအသက်အန္တရာယ်ဆိုရင်ရတဲ့အထိနှိမ့်ဆက်ညှဉ်းပန်းနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မကွေးတိုင်းမကွေးမြို့ပဟုအကျဉ်ထောင်ခေါ်ဒေါင်းနေအကျဉ်ကိုတော်လိုင်းအင်အားစုတွေကဝင်ရောက်တိုက်ခိုက်ပြီးရနောက်နိုင်ငံရေးအကျဉ်သားကိုအောင်ခန့်ဦးခေါ်ပါလီနဲ့ဦးဝင်းမြင့်လိုင်ခေါ်ကိုကိုလိုင်တို့စစ်ကောင်စီကအသက်အန္တရာယ်ဆိုရင်ရတဲ့အထိတရားအပြင်းထန်ရရှိထားကြောင်းအကျဉ်ထံနဲ့နှိမ့်ဆက်သူတွေကသတင်းဌာနကိုပြောပါရယ်။ ။ဤပြည်လ13ရက်နေ့ညပိုင်းမကွေးမြို့မကွေးရှိနံကျောင်းလမ်းမပြီးရှိမကွေးပဟုအကျဉ်ထောင်ကတောင်းနေအကျဉ်ထောင်နဲ့မျက်နှာချင်းဆိုင်ရှိအမှတ်25ရဲတပ်ရင်းကိုတောင်းစစ်အောင် LPDR တပ်ဖွဲ့နဲ့မဟာမေးပူးပေါင်းတပ်ဖွဲ့များလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲဒီလိုတိုက်ခိုက်ခံရပြီးရင်နောက်အကျဉ်ထောင်အာဏာပိုင်တွေနဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေကအကျဉ်ထောင်တွင်ရှိနိုင်ငံရေးအကျဉ်သားတွေကိုအကြောင်းမဲ့ရှိုင်းတဲ့နှိပ်စက်ခြင်းတိုက်ပိတ်ထားကြောင်းဗိတ္တနို PDF ကောင်းဆောင်ဟောင်းကိုအောင်ခံဦးကပါဠိနဲ့ NLD ပါတီမှမကွေးတိုင်း တောင်တွင်းကြီးမြို့နယ်အမှတ်နှစ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လိုင်ကကိုကိုလိုင်တို့ကအသက်အန္တရာယ်ဆိုရင်ရတဲ့ဒီအပြင်အထံတန်ရာရရှိထားကြောင်းသိရပါတယ်။စကားစားနဲ့ထောင်ပိုင်တွေကဒီလိုလာတိုက်တာဟာထောင်ထဲကလူတွေချိတ်ဆက်ပြီးပြစ်တယ်ဆိုပြီးနှိပ်စက်နေတာတကယ်ကဒီပြစ်တဲ့အဖွဲ့ကဒီမြို့နယ်ကဖွဲ့ရီလဲချိတ်ဆက်မှုမရှိဘူးဆက်ဆက်မှုမရှိဘူး။ သူတို့ကလှုပ်ချင်လို့လာလှုပ်တာမှာဒီထောင်တွင်းလူတွေကိုအညှိုးနဲ့နှိပ်စက်တာပေါ့အဲ့ဒီလိုနှိပ်စက်တာမှာနိုင်ငံရေးအကျဉ်းသားတွေကိုပဲအ धिक ဥတီပြီးတော့ညှဉ်းပန်းနှိပ်စက်တာနှိပ်စက်ခံနေတဲ့မှာအောင်ခံဦးခေါ်ပါဠိကအ धिक နှိပ်စက်ခံသူဖြစ်ပြီးတော့အသက်အနေပါစိုးရိမ်နေရတဲ့အနေအထားထိဖြစ်နေတာဒုတိယတယောက်ကတော့ကိုကိုလိုင်းပေါ့လို့အကျဉ်းထောင်တဲ့နှိပ်စက်သူတအုပ်ကသတင်းဌာနကိုပြောပါရယ် စစ်ကောင်စီတပ်သားတွေရဲ့ညှဉ်းပန်းနှိပ်စက်ခံရတဲ့ပိတ်သနို PDF ကောင်းဆောင်ဟောင်းကိုအောင်ခန့်ဦးခေါ်ပါလင်းကထောင်တန်း203နှစ်ကြာခံထားပြီးကိုကိုလိုင်းကထောင်တန်း193နှစ်ကြာခံထားအကြောင်းမကွေးဗဟုအချင်းထောင်ခေါ်ဒေါင်းနေအချင်းထောင်မှာ NND ပါတီဝင်မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မွန်းညိုတိုင်းလွတ်တော်ဥက္ကဋ္ဌဦးတာရောကလည်းထိန်းသိမ်းခံထားအကြောင်းသိရပါဗျ။ နိုင်ငံရေးသမားကိုသူတို့ကထောင်ချထားပြီးထောင်ချထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထောင်ဆန်ခြင်းဆန်ညွန်းနဲ့ထားရမှာထောင်ဆန်ခြင်းဆန်ညွန်းနဲ့ထားရမှာဖြစ်တဲ့အတွက်တခုခုဖြစ်သွားရင်သူတို့တာဝန်ယူရမယ်။နောက်တစ်ခုကကြတော့အပြင်ကနေတော်လိုင်းအတိုင်ဝန်ကလာတိုက်ခိုက်တဲ့အခါမှာတိမ့်တီပဲဖြစ်စေပါစေမသိမ့်တီပဲဖြစ်ပါစေဒါကသူတို့ကာကွယ်ရမယ့်အပိုင်းထောင်သားတွေနဲ့ဘာမှမဆိုင်ဘူးမဆိုင်ဘဲနဲ့ထောင်သားတွေကိုညှိုးတဲ့ပုံစံမျိုးဖြစ်နေတာဒါကလုံးဝလက်ခံလို့မရဘူးဒါရင်ကလူအခွင့်အရေးကိုကျူးလွန်နေတာဖြစ်တယ်လို့အကျဉ်းထောင်တဲ့နီးစပ်သူနိုင်ငံရေးသမားတအုပ်ကပြောပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့စနစ်ကြခိုင်မာတဲ့အရှက်သားအစိုးရဩဇာကံစစ်တပ်ပေါ်ပေါက်ဖို့လိုအပ်တယ်လို့ BBN လေးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီစစ်တပ်ကိုဖြိုချနိုင်ဖို့အတွက်စနစ်ကြပြီးခိုင်မာတဲ့အရှက်သားအစိုးရဩဇာကိုခံယူမဲ့စစ်တပ်တခုလိုအပ်တယ်လို့ April 18ရက်ဗမာပြည်သူ့လူမျိုးရေးတပ်တော် BBN လေးကတက်ထီတောင်ခြင်းလေးနှစ်ပြည့်ခမ်းနားမှာထုတ်ပေါ်ပြောကြားခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့ကိုကျိုးရှာအာဏာသိမ်းမှုကြောင့်ပြည်သူတွေဒုက္ခရောက်ခဲ့ရတာကြောင့်စစ်အုပ်စုကိုအပြီးတိုင်းဖယ်ရှားပေးပြည်သူလူထုအတွက်တာဒူညီများလွတ်လပ်ငြိမ်းချမ်းမှုနဲ့တရားမျှတမှုတို့ ကိုဆောင်ကျင်းပေးနိုင်မယ့်နိုင်ငံတော်တတိယထူထောင်နိုင်ဖို့အတွက်လည်းလိုအပ်တယ်လို့ PBNL ကပြောပါရယ်။ ကျွန်တော်တို့ဒီကပြောချင်တာကဆင်အာနာရှင်စနစ်အလွန်ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံခြေကံဥပဒေနဲ့ညီရွေးကောက်ပွဲကနေတက်လာမယ့်အရှက်သားအစိုးရနဲ့ဩဇာကိုခံယူတဲ့ဖက်ဒရယ်အာမေပေါ်ပေါက်လာအောင်လှုပ်ဆောင်ဖို့ဖြစ်ပါတယ်လို့ BBN လေးပြန်ကြားရေးတာဝန်ခံကိုလင်းလင်းကသတင်းဌာနကိုပြောပါရယ် BBN လေးတက်တော်အနေနဲ့လည်းတပ်ဖွဲ့ဝင်အင်အားများပြားရေးတပ်စီစနစ်ကျနာရေးကိုအဓိကဦးစားပေးလှုပ်ဆောင်နေပြီးအင်အားများပြီးစနစ်မကျပါကအချီးနှီးတာဖြစ်သလိုတပ်ဖွဲ့ဝင်နိုင်စစ်ပုံကြဖို့တပ်ဖွဲ့ဝင်နိုင်စီးမြင်စည်းကမ်းတွေကိုမဖြစ်မနေတည်နာလေကြဖို့နဲ့ပြစ်မှုကျုံလုံးပါကရှောင်လွဲခွင့်မရှိ ှိဘူးလို့ဆိုပါတယ်စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြတဲ့အခုတော်လိုင်းကာလအတွင်းမှာလည်းလက်နက်ကင်တပ်ဖွဲ့ရင်းကကုန်သိက္ခာနဲ့ညီ COC နီးရက်ကိုခိုင်မာစွာတိစောက်ပြီးတိုင်းနာဆောင်ရွက်ဖို့လိုအပ်ပါတယ်လို့ကိုလင်းလင်းကဖြည့်ဆွတ်ပြောပါတယ် 2021ခုနှစ်ဧပြီလ19ရက်နေ့က BPNL အမှတ်190စစ်ဒေသကိုကရင်ပြည်နယ်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNL နဲ့လည်းကရင်ပြည်နယ်အတွင်းစစ်စင်ရေးတွေကိုအတူပူးပေါင်းတိုက်ပွဲဝင်နေရလဲဖြစ်ပါတယ်။မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့နဲ့တူရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ BPNL အမှတ်203စစ်ဒေသကတပ်ဖွဲ့ဝင်တွေက2021စစ်စင်ရေးမှာပူးပေါင်းပါဝင်ခဲ့ပြီးအခု2025ခုနှစ်မှာအမှတ်300ရှိအညာစစ်ဒေသကိုလည်းတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်းအရခတက်တော်အင်းနဲ့လည်းပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီးချင်းကာကွယ်တပ်ဖွဲ့တွေနဲ့လည်းမဟာမိတ်ဆက်ဆံရေးချိတ်ဆက်ဆောင်ရွက်သူတွေလည်းရှိနေတာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါရဲ့ရှင်။